အလကရဗျူးမှကျေးဇူးပါတယ်ဗျာတချင်းဆိုတဲ့နေကြားလာနိနိခင်စောရေကောက်ပွဲမှာမဲပေးကြပါစို့အဲဒါဒီလို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပပါမှာဖြစ်ပါတယ်ရွေးကောက်ပွဲမှာဒီအိုမိုကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်သူလမ်းချီ တိုင်းပြည်သားရာဝါပြောရေးနိုင်ငံသားတိုင်းမေးပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အိုးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်လူမှုစီးပွားဖွံ့ဖြိုးဖို့ရွေးကောက်ပွဲပြင်စတင်ဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲယုံသွားပြီးမဲပေးဖို့ဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပေးဖို့ ဒါကြောင့်ပြည်သူအလုံးကရွေးကပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွပေါ်ဆောင်ကြပါစို့နိုင်ငံသားတကောင်းဖို့မဲရုံသွားပြီးမဲပေးစို့မိမိကေသောကအရင်တုန်းကကြက်ခံရေးပါတီဒုတိယသမ္မတစိုက်မောက်ခန်းရဲ့တားနဲ့တရားဝင်ယူရလားလားတရားမဝင်ယူရလားလားတော့မသိဘူးကြက်ဖို့ကစိုက်မောက်ခန်းရဲ့တားအရင်တော့ဒုတိယသမ္မတရဲ့တားနဲ့ ကြည်ပင်လားမရင်ငယ်လားတရားဝင်လားတော့ကျွန်တော်မသိဘူးသူကအဲ့လိုအရင်တော့ကသူ့တချင်းလေးတပုတ်ကြားဘူးပါတယ်ဗာလဲတချို့ရတဲ့လူတွေရေးတာပြေးခဲ့ပါဦးအရန်ဟောခဲ့တာပေါ့တော်အောင်ဆန်းစုကြည်ကိုညှင်းဆူတာတဲ့တချင်းဗာတချင်းလေဆိုတော့အနုပညာရှင်တွေဟာနီးရတာကြောက်နေရတာပဲလားဓမ္မမဟုတ် ာယာပြေကတ်တာလားတော့ဘယ်လိုထင်ပါသလဲအဲ့တော့ဒီနေ့ညဒီနေ့မှာကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတည်တချင်းတွေနဲ့ရွေးကောက်ပွဲလှုပ်ဆော်ရေးတည်တချင်းတွေဝါရပြန်စီယုံလှုပ်ဆော်နေတဲ့အမှုပညာရှင်ဆိုရဲလို့21ဦးတွေ့ရပါတယ်စရင်စရင်အရာဒီဇင်ဘာ28နေ့မှာကျင်းပမယ်စစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲအဲ့ဒီမှာကျွန်တော်တစ်ခုထပ်ပြောမယ်နော် အတုရောင်ရွေးကောက်ပွဲမဟုတ်ဘူးအတုရောင်ဆိုတာလက်ခံပြီးတော့မှဒါအတုလို့ပြောတဲ့စကားတရားမဝင်ဆိုတာကဘလို့နီးနဲ့မှတရားမဝင်ဘူးဘာကြောင့်တရားမဝင်တာလဲတရားမဝင်အာနာသိမ့်နေတရားမဝင်နဲ့နဲ့နဲ့အာနာသိမ့်နေနိုင်ငံတော်ပုံကံမှုကျူးလွန်နေစေအုပ်စုရဲ့လှုပ်ဆောင်ချက်မှန်သမျှဥပဒေရတရားမဝင်ဘူးနိုင်ငံရေးရတရားမဝင်ဘူးတရားမဝင်ဘူးဆိုတဲ့စကားရက်ကိုများများသုံးပါတချို့လူတွေ စီအက်ဆူဆူဆန်ဆန်ဆန်အန်ဂျီယိုဆန်ဆန်ဆန်အတုအယောင်လိုလိုအစီအမံအဲ့လိုပေါ်တော်တော်တွေတော်လိုင်းကြီးမှမဖြစ်စေချင်ပါဘူးဗျကျွန်တော်တက်တယ်ပြောတာပါကြိုက်တယ်လူကြိုက်မကြိုက်ရင်လည်းမတတ်နိုင်ဘူးအဲ့တော့တရားမဝင်ရွေးကောက်ပွဲဆိုတရင်နေမှာတော့အတုရောက်အတုရောက်အတုရောက်ရေးကြတယ်ကျွန်တော်လုံးဝလက်မခံဘူးတော့သူများတွေလက်ခံခံမခံနေစကလုံးရဲ့အင်အားဝါရဖြန့်ချီတဲ့ပုံစံကျွန်တော်အမြဲတမ်းပြောတော့စစ်တပ်ဟာစကလုံးကအစဆက်ဆက်တိမခံဘူး ကျွန်တော်တို့ခြိတက်တပိတ်မောက်ဆန္နာပြမယ်သူတို့ကဘာလုပ်လဲစီတန်းလဲ့လေတယ်ဆန္နာထုတ်ဖို့မယ်ဒီလိုစကလုံးအာမပြော့ပြော့လုံနေရကြတဲ့ကိုဘက်ကတော်လိုင်းကြီးမှာပါနေတဲ့လူတွေက CSO လို့လို့အဲကျွန်တော်တို့ဒီ Federal CMM ပါဟာ Federal ဂျာဂလာ Federal ဆိုင်ရာ ရှေ့ပြေးပြဋ္ဌာန်းချက်များအာဒီလိုမရဘူးလား ကျွန်တော်တို့ဂျာကာလာဖက်ဒရယ်အစီအမံဘာအစီအမံလဲရေဒီယာအစီအမံလားအောက်လန်းအစီအမံကိုလူတွေကိုယ်တိုင်ကိုယ်ကိုပျော်တီးပျော်ဖန့်နေဗျာဘာလဲကြောက်နေတာလားစစ်တပ်ကိုကြောက်ရင်တော်လိုင်းမလုံးနဲ့ရှင်းနေမကြောက်လို့လုံးနေတာအခက်မသိရင်လေသူတို့ကျွန်တော်တို့တတ်နိုင်တယ်သူတို့သိစေချင်နေတာမသိအောင်နေနေပြီးတော့တီလိုထိုင်ပြောနေနိုင်ကိုကကျွန်တော်တို့စစ်တပ်ကိုနိုင်နေတာကွာအဲ့တော့ဟုတ်ပြီ ပြန်ဆက်လိုက်ရအောင်ဒီကနေ့ကတော့ပြည်သူလူထုတွေကသတင်းတွေကိုကျွန်တော်ပြောချင်တယ်ရွေးကောက်ဝင်တဲ့ပတ်သက်တဲ့ဝါရဖြစ်တဲ့နီနီခင်းစောအပါဝင်21ရောက်ခမောင်နာမည်ကြီးတွေကြီးပဲအခုကတချင်းနားထောင်စရာမရှိတော့ဘူးရုပ်ရှင်ကြည့်စရာမရှိတော့ဘူးအဲ့ဒီလူတွေတော်တော်များများအကုန်လုံးကစစ်တပ်နဲ့ပေါင်းဝင်ကြပြီကျွန်တော်တို့ကြည့်စရာဆိုလို့မူးညူလို့မဲဤလို့ဒါတွေပဲရှိတော့တစ်တော့မှကြည့်ကြဘူးတားပြင်မှာအမန်လန်ဒီကလင်ကကြစ်ကြနေတယ်ဆိုတော့တရင်တစ်ခုရှိတယ် ဲ့တည်င်းကပြည်သူလူကြားထဲမှာတော်တော်ကိုကြက်ထသွားတဲ့တည်င်းသူတို့ cosmetic တခုရောင်းတာအမှန်လန်နော် live queen อืม live queen ကအလှကုန်ပြီပြည်သူလူတို့လိန်ညာနေတာတွေကိုဒီကနေ့ပောက်ကွဲထွက်ပြီးတော့ပြောကြတာတွေ့ရတယ်နောက်ပြီးတော့ပြည်သူလူကြားထဲမှာဒီကနေ့ TikTok မှာအဓိကအများဆုံးဈေးရောက်နေတာကိုကျွန်တော်လေ့လာကြည့်တယ်အတုတွေရောင်းနေတာအများကြီးပဲနောက်ပိုင်းကျွန်တော်အဲ့ဒါတွေကို post နာမည် page နာမည်လူနာမည် video ဓာတ်ပုံရဲ့တကွာကျွန်တော်အဲ့ဒါတွေကိုဖော်ပြမယ်လူတို့ပြည်သူတရားရှင်ကိုရလားပေါင်ချိန်နဲ့မာတယ်ပြည်သူလူတို့ကိုဒီလိုမဟုတ်မမှန်ကလိန်ကကြစ်လိန်ညာနေတာကစစ်တပ်တစ်ခုတည်းနေမဟုတ်ဘူးပြည်သူလူတို့တဲကလူတွေပါပြည်သူကိုလိန်ညာခြင်းထဲနေတဲ့ဆိုတဲ့အကြောင်းနေဖုံးကြီးတဲ့ရပါဒီပြည်သူလူတဲ့စွန်းကိုစားပြီးတော့ တောင်တန်းသာသနာပြုဆိုတဲ့ဘုန်းကြီးတွေဆိုရင်အဲစစ်တပ်ကလုပ်တဲ့တရှိုးကြီးအဲတောင်တန်းသာသနာပြုဆိုတဲ့ဂျိုးသားတဲ့တိုင်းသားတွေကဘုန်းကြီးဆိုတော့လူတွေဗုဒ္ဓဘာသာဝင်ကြမယ်အဲ့ဒီတောင်တန်းမှာစစ်တပ်ရဲ့ပြစ်မှတ်တွေစစ်တပ်ကိုပြစ်မှတ်တွေပို့တယ်တိုင်းသားတပ်တွေဘာလုပ်တဲ့သတင်းပို့တယ်အဲအဲ့လိုလူကတောင်တန်းသာသနာပြုဘုန်းကြီးမှာ၁၀ဘာမှာ၉ဘာလောက်ကအစ်စ်ကတစ်ဘာလောက်ပဲရှိတယ်နေလေဓမ္မဂတိကတကယ်ကို သာသနာအတွက်တရားဓမ္မကိုဟောပြောပြတဲ့ပုံကူတွေလည်းတန်ဃာတွေလည်းရှိတယ်အင်မတန်နဲတယ်ဖို့စစ်တပ်ကစနစ်တကျမွေးမြူဝါဒဖြန့်ဖို့လှုပ်ထားတဲ့စနစ်ကြီးဒါတွေလည်းတက်ပြောမှာနောက်ရက်တွေကျွန်တော်ဒီဘက်ဒီ channel ကအလကေအဲ့ဒါတွေပြောဖို့ကျွန်တော်စီစဉ်နေတယ်အဲ့တော့ဒီကနေ့တချင်းနားမထောင်ပါနဲ့တော့နားတွေကိုဂုံးနေထည့်ထားလိုက်ပါနားထောင်ချင်းမိုးညိုဆိုတဲ့တချင်းတို့ကျွန်တော်တို့ကဘာလုပ်လဲငါပြောသေးလားဘနာနာဆိုတဲ့တချင်းတို့နားထောင်ပါ နှုတ်သူတို့ကစစ်တပ်ကိုဝါရမဖြန့်ပေးဘူးမယ်ဤလို့တဲ့လားဗီဒီယိုရိုက်ရိုက်နေတယ်တစ်တော့ဆယ်လီဒီပေါ့ဖြူဖြူထွေးရတော့ဟိုခမရဖင်လောက်တာများဟိုတကြမင်းနရွက်တက်ချိတ်တယ်ဖင်လောက်တာများအစစ်တပ်ကကောင်းမဲမသိဘာကောင်းမဲမသိပတ်စံရရင်အကုန်လုတ်တယ်နော်ဟိုတနေ့ရဆိုပြင်ဦးလွင်လားအမစစ်တပ်ဖြူစောတီးတကောင်ကမြေပွဲစားလောက်တာမြေကွက်ရောင်းစားတဲ့ကောင်ပတ်စံရှိတော့ဖြူဖြူထွေးကိုငားတာအမလီအဲ့စင်ပေါ်မှာဗျာ ဖေချုံမပေးုံတမယ်ပဲဖြစ်နေတာခင်ဗျာအဲ့ဗီဒီယိုဖိုင်ပြရင်ဗျာအဲ့တော့ကြည့်ကြည့်ကြည့်မကြည့်ကြည့်နေပါဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့စစ်တပ်ကအဲ့ဖက်စစ်တပ်အုပ်စုနဲ့ပရက်နဲ့ရဲ့လောက်တဲ့လူတွေပတ်စစ်တပ်အုပ်စုနဲ့ဘယ်လိုကောင်အလွန်အသင့်နဲ့အကျိုးတူပူးပေါင်းလုပ်တဲ့လူတွေကိုချီးတဲ့ယွန်ပါတယ်ဗျာငတ်သိရင်လည်းသိပါသည်ရှင်းပါတယ်နော်ဘာအမှုပညာမှလည်းမခံစားပါဘူးမခံစားချင်ဘူးအဲ့လိုလူတွေလောက်တဲ့ဟာတွေမှန်သမျှဟာဘာတန်ဘိုးမှဘာအနှစ်သာရမှမရှိဘူး ဘာကြောင့်လဲကိုယုံကြည်တဲ့ဟာပေါ်ကိုကိုကိုတော်တစ္ဆာမရှိတဲ့လူမျိုးတွေစီကခမရတို့ဘာများရမယ်လို့မျှော်လင့်နေတာအောင်လဝေလဖိုးကာရဲအောင်အောင်ထက်ဖြိုးပြေစုံ ဟန်နေတာနိနိခင်းစောမိဆန်နီ ချမ်းမြေမောင်ချူမေလာတန်စင်အိတ်ချအေးမြမြဖြူလိန်မော်သည်ကင်စာမိုးရံစွန်နန်းစုယတီဆိုးယတနာမိုင် ဖုံးကူကူယွန်းယွန်းတင်စာရေကောက်ပွဲတချင်းနေမဲပေးကြဖို့စူပြနေလိုက်တာများစိတ်တော့မကောင်းပါဘူးပဲနော်ကျွန်တော်ကတော့မကြိုက်ပါဘူးတို့ပေမဲ့ဒီအမှုပညာရှင်တွေကနိရတာကြောက်ရလို့စိတ်ထဲမှာမရှိပေမဲ့မိမိမိသားစုအကျိုးစီးပွားတဲ့လို့နေရတယ်ဆိုရင်တော့ ကျွန်တော်တို့နားလည်ပြီးနိုင်ပါတယ်။သို့တော်စစ်တလောက်ကလုတ်တဲ့ရွေးကောက်ပွဲဝါရဖြတ်တခြင်းကိုစိုးပေးတဲ့အတွက်ကျွန်တော်တို့နားလည်ပြီးတော့လေကျွန်တော်တို့ကြည်အေးပြီးမှမဟုတ်ပါဒီတော့ပြစ်ဒဏ်ခတ်တဲ့အနေနဲ့သူတို့တချင်းတွေကိုနားမထောင်ပါဘူးကျွန်တော်နားမထောင်ကျန်တဲ့လူထောင်ကြောင်မထောင်နေကျွန်တော်မသိဘူးကျွန်တော်နားမထောင တို့ကြော်ညာတဲ့ပစ္စည်းတွေကျွန်တော်တို့မသုံးဘူးမသုံးဘဲနေလို့ရသလောက်နေပါဒီလိုတော့စ조사ကြည့်စီချင်ပါတယ်စစ်တပ်နဲ့ပေါင်းရင်ခွေးကြက်ရောက်တယ်ဆိုတာကိုပြသချင်တာပါအဲ့တော့အဲ့လိုပဲစစ်တပ်လက်အောက်မှာအမျိုးစုံပြည်သူကိုတစ်ဖက်ကအတိမအမြင်မာတွေနဲ့ဝါရဖြန့်အစိတ်ခတ်နေတယ်လို့တစ်ဖက်မှာစီးပွားရေးအရာကလင်ကြစ်ချနေတယ် ဒီကနေ့ live queen နဲ့ပတ်သက်တဲ့ video တခုတက်လာပါတယ်။နိုင်နေ။ဟယ်လိုမင်္ဂလာပါ။ဒီနေ့ကပြောချင်တာတော့ live queen အကြောင်းပေါ့နော်။ live queen live queen ကျမတို့တို့မှာတခြားအောင်တောင်းချောင်းထောင်နေရောင်းနေတယ်မကြည့်ဘူး။ဒီမှာ live queen တော့ live queen မှာနေဦးဘယ်ရောက်သွားလဲ။ပြောပြအောင်မတစိ့။တောင်းချောင်းထောင်နေရောင်းနေဒီမှာကလေးတွေဒီမှာကလေးတွေဆိုတာကဒီမှာသူတို့ဒီမှာအလုံးလောက်ကလာထုံးဖို့ထုံးမှအလုံးလောက်ကလာလောက်သမားတွေတခြားဘွယ်တခြားလောက်ဆောင်ဆိုတော့တက်နေဆိုကျမတို့ဝယ်လိုက်တယ်။ 你妈就你妈不有变的了，你妈就你妈你妈你妈，谁叫打了我，他才丢你没有养了的养全纯你没有，怕养我还是怕的了，看里头是了，真不贴板的个里头，对吗？说 <noise> 变，他才怕养，他爷爷都冇养，他冇养又冇管，我买着个能管，你冇养亏死侬冇，我知道，明年俺打死你了，要个里的了。 ။ဟိုတချင်အောင်တောင်းချင်အောင်တခြားဝယ်တခြားလဲဆောင်ဆိုချောင်းချင်းအောင်မယ်တာချင်းအောင်ဆိုရင်ဆန်နပြရတယ်။အားကြောင့်အကလေးတွေမှားပြီးတာနော်ကျမအဲ့လိုမျိုးတွေမလုပ်ပါနဲ့ကြည့်တာ။အဆက်ရှိရပြီအဲ့လိုမျိုးတွေမလုပ်ပါနဲ့။လှုပ်လိုက်တော့ဒါတွေကိုလုံးလှုပ်လိုက်။ဟိုဟိုဟိုပြောလို့ရှိရင်ဆောင်းနေဆောင်းနေတော့မှအယောင်ထင်းနေ။အခုကျတော့ဟိုဟိုဘာလဲဒီသရေရုပ်လိုလိုဘာဘာရောက်မှလည်းမထင်ဘူးမကြုံ။နှကဲမဲမဲနေကြောက်စရာကြီးကြည့်ပါမပေါ့ရုပ်နည်းနည်းအယောင်ထင်းတော့ပါဘူးတကယ်။ဘာရောက်မှမထင်ဘူးအဲ့လိုမျိုးတွေမလုပ်ပါနဲ့တကယ်ပြောတာ။ ပတ်စံမရှိရလို့ဒီအဲ့လိုမျိုးမလုပ်ပါနဲ့ပတ်စံရှိရလို့ဒီအဲ့လိုမျိုးလုပ်ကြအောင်ဟုတ်လားအားလေတခုပြောချင်ပါအဲ့ဒီပိုင်ရှင်ကိုမြင်အောင်တို့ပြပေးလိုက်ပါဒီဗီဒီယိုလူကြီးချင်းဆိုလဲရှင်းမယ်တယောက်ချင်းလက်ဝဲထိုးပြီးချင်းဆိုလဲချင်းမယ်ဘယ်လိုလဲချင်းရချင်းရချင်းမယ်လားအားလေတော့တောင်းရည်ဒီဖို့အတွက်ထင်လားဟောနှကန်းဒီတောင်းလေးမှားလိုက်တယ်စင်ရသအခြေခံလူရန်စားတွေကလှချင်းရှာမှာပေါ့ဗျာအဲ့ဒါကို လိမ့်ပြီးရောင်းနေ16000နဲ့တယ်အဲ့တော့သူ့ရဲ့ post သူ့ရဲ့ video လေးအောက်မှာကလင်ကကြစ် live queen ကိုရှင်းလို့မဝယ်သုံးတယ်နော် live queen ဆိုတာကအမှန်လန်အရန်စွာပြီးတော့လေတယ်အကြွားတန်တယ်အမှန်လို့ဝီချမ်းသွားသားတဲ့မိမမိုးပပတဲ့ဟမ်သူတို့ပစ္စည်းရေသွေးကောင်းပါတယ်ဆိုပြီးတော့လိန်ပြီးပြည်သူကိုလိန်စားနေတာဒီနိုင်ငံမှာပဲရတယ် တောင်တကုံမှာရှိတဲ့ rich villa light queen amalan မှာအမျက်ကြီးစားတင်ပြီးရောင်းနေတဲ့အိမ်ယာဖြစ်တဲ့ဆိုတော့တရင်ကြရပါတယ်နောက်တစ်ခုက light queen အဲ့လိုသူကဒီဗီဒီယိုတင်ပြီးတော့ဒီအမျိုးသမီးပေါ့ဒီဆင်းရဲသားအမျိုးသမီးကတင်လိုက်တယ်တကယ်သူ့ကိုဖုန်းနေဆက်ချပါတယ်တဲ့ light queen ကအရန်ချမ်းသာတယ်ပိုင်ရှင်ကအစ်နှမ်းရှိတယ်အင်အားကြီးတယ်အမအောင်တရားစွဲလိမ့်မယ်တဲ့စွဲပေးစေတယ်ဟိုကလည်းရှင် သူတို့ကချမ်းသာပြီးအဆင်တန်းရှိတယ်ဆိုတော့ငါတို့ကဆင်းရဲတဲ့လူတွေကအဆင်တန်းမရှိတော့ဘူးလားငါတို့အခြေခံလူတန်းစားတွေမှာအင်အားမရှိတော့ဘူးလားလောကကြီးကဘလို့ကြီးလဲဖြည့်ပေးပါအောင်လို့သူတို့ဘက်ကပတ်စံပြန်ပေးမယ်ဆိုပြီးလာတောင်းပန်ကြပေမဲ့အချားနစ်နာသူတွေလည်းပတ်စံမယူသူတို့ဒီပို့ကိုလုံးဝမဖြတ်ဘူးကျမတို့ဆင်းရဲသားတွေမှာမာနရှိပါတယ်ထီးမှလည်းဂုံရှိသလိုဖနှတ်မှလည်းဂုံရှိပါတယ်ဆိုရဲ့ ဒီအမျိုးသမီးရဲ့ပို့ကိုကျွန်တော်ဂုံပြူရင်အခြေခံလူနှန်းစားမြောက်ကိုကလိန်ကြနေတဲ့ live queen ကိုလုံးဝမတုံးဖို့ဒီနေရာကနေလူမြတ်ကျော်ကတဲ့တယ်ပြောပြီးအဲ့ဒီအခြေခံလူနှန်းစားရီဘက်ကရက်တိကြောင်းကြီးညာတယ်အားလုံးကိုကျေးဇူးတင်တယ်ဒီညာတော့ဒီလောက်ပါ